ဟုတ်ပြီလားရှင်။ကျွန်မဆွေးနွေးနေတာဒီကစားခြင်းရဲ့ကျိုးကျေးဇူးတွေကစားခွင့်ပေးတာသူတို့တွေရဲ့တည်ယူခြင်းကိုပြမြောက်တယ်ဆိုရဲအကြောင်းအရာလေးတွေကိုဆွေးနွေးနေရပါ။ဒီနေ့မှာကျွန်မဆွေးနွေးမဲ့ဒါအကြောင်းအရာလေးတွေက၆ခုတည်းဟာဒုတိယအကြိမ်ဖြစ်တယ်။ဒုတိယတော့ဒုတိယချက်ကလေးဖြစ်တယ်ပေါ့နော်။တော့ဒီကစားခြင်းရဲ့အစဉ်၆ဆင့်ပေါ့။အစဉ်၆ဆင့်အကြောင်းကိုကျွန်မဆွေးနွေးသွားမှာပါ။ပထမဦးဆုံးဒါ မွေးစားနေပြီးတော့၃လအတွင်းကလေးလေးတွေ and occupy play သူတို့တွေဟာလွလွလပ်လပ်ကစားကြတယ်ကစားတဲ့အနေထားတွေရှိတယ်။ဒါပေမဲ့သူတို့ကဘလူးလေးတွေလုံးဆောင်ပေးမလို့ဆိုတာတော့ဒီအစင်၆စင်ကိုအသေးစိတ်တစ်စင်ချင်းစီကိုဆက်ပြီးရရှင်းပြပေးမှာဖြစ်ပါတယ်ရှင်။ဆွေးနွေးပေးမှာဖြစ်ပါတယ်။နောက်တစ်စင်ရောက်သွားလို့ရှိရင်ဒါမွေးစားနေနှစ်နှစ်အတွင်းကလေးလေးတွေပေါ့။ အဲ့ကလေးလေးတွေကကြတော့သူတို့က solitary place ဆိုပြီးတော့တယောက်ထိကစားတာတယောက်ထဲပဲတခြားသူတွေနဲ့တွဲဖက်ပြီးတော့မကစားရသေးဘူးတယောက်ထဲပဲသူကသူကစားနေရတာအဲအဲ့လိုမျိုးဒါဒုတိယအဆင့်မှာနောက်တစ်ဆင့်ကြတော့သူတို့က on local place ဆိုပြီးတော့နှစ်နှစ်ကြည့်သွားတဲ့ကလေးတွေပေါ့နော်နှစ်နှစ်ပတ်ဝန်းကျင်ရှိတဲ့ကလေးတွေဟာသူတို့ကသူများရဲ့ကစားနေတာကိုမလုပ်တော့ဆိုရင်ကြိရှုလေးလာတယ် ကြည့်ရှုလေးလာနေကြည့်ရှုနေရဆိုတာလေဟိုသူတို့တင်းယူနေရပါတချို့မိဘတွေကရှိဟဲ့နင်တို့တော့ကစားကြီးလေးဘာသူများကြီးကစားနေရနဲ့ဆိုပြီးသူတွန်းတိုးရဲဟိုတွန်းတိုးပြီးလွတ်တယ်လေဒါပေမဲ့ကလေးကသူဟာသူငင်ငင်လေးတယောက်တည်းပွက်ကြည့်ပြိတ္တနေနဲ့သူဟာတင်းယူနေရဟိုလေးလာနေတာအတင်းယူလေးလာနေနဲ့သူလဲဒါဟိုခန္ဓာရဲ့ခန္ဓာကိုယ်ကြီးရတာ physical ဘိုင်းဆိုရဲခန္ဓာကိုယ်ကြီးရတာဟိုလှုပ်မလှုပ်ရှားသေးရသူ့ရဲ့ mental ဘိုင်းကလှုပ်ရှားနေတာခစားနေတာ ကစားရင်းနဲ့သူတင်ယူနေတာပါဒါ unlocker play ဆိုတာလဲသူကြည်ရင်းနဲ့ကိုမလုပ်တာတော့ဆိုရင်တင်ယူနေခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီရွယ်မှာဆိုလို့ရှိရင်သူတို့ဟာပွဲကြည့်ပြိသက်အနေနဲ့ကစားကြတယ်ကစားရင်းနဲ့တင်ယူတယ်ပေါ့ unlocker play အဲ့ဒါနှစ်ပတ်ဝန်းကျင်ကလေးတွေအဲ့ဒီကနေပြီးတော့သူက parallel play အဆင့်ကိုရောက်သွားပြီသူတို့နဲ့အပြိုင်ကစားတတ်လာပြီအဲ့ဒါနှစ်နှစ်အထက်ကလေးတွေဆိုလို့ရှိရင် အပြိုင်ကစားတက်လာပြီအဲ့ဒါကျတော့စတုထအဆင့်ကိုရောက်သွားပြီပြစ်စမအဆင့်ကျတော့3နှစ်နဲ့4နှစ်အတွင်းမှာရှိရဲ့ကလေးတွေသူက associate play သူကတွဲဖက်ကစားတက်လာအဲတွဲဖက်ပြီးတော့ရှင်တွဲပြီးတော့ကစားတက်လာပြီအဲအဲ့ဒီအဆင့်ကိုသူရောက်သွားပြီအဲနောက်တစ်ဆင့်ကျတော့ cooperative play ဆိုပြီးတော့၄နှစ်အထက်ကလေးတွေပေါ့နော် သူတို့ကပူပေါင်းပါဝင်ကစားတဲ့အများနဲ့ကစားတတ်လာပြီး အများနဲ့ကစားတတ်လို့လည်းဒါနဲ့တပြိုင်နက်တည်းဘာပြေဖြစ်လာတော့ဆိုရင်အဲအခက်အခဲတွေပြဿနာတွေဖြစ်လာရင်အဓိက problem solving တွေကိုဘယ်လိုဖြစ်ရှင်းမလို့ဆိုတာလေးတွေကိုဒါအုတ်ထင်းသူလူကြီးမိပါရဲ့ဒီဒီကအစ်စ်ကြလို့ရှိရင်အဲတတိယချိန်ပြီးတော့သူတို့ကိုကူညီမှုတွေအများကြီးပေးရတော့မယ်အစ်စ်ကိုရောက်ရှိသွားပြီပေါ့လေ အဲအဲ့လိုနေနေနဲ့ဒါအစင်းချောင်းစင်းဆိုပြီးတော့ကျမတို့တွေဆွေးနွေးပြီးကျမကနေပြီးတော့ဆွေးနွေးပေးသားမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ပထမဦးဆုံးအစင်းကမွေးစားကနေပြီးတော့ဟိုတုံးလာတင်ရှိတဲ့ကလေးတွေသူတို့တွေကလွလွလပ်လပ်ကစားတယ်မိမိပတ်ဝန်းကျင်မှာရှိတဲ့အရာဝိထုတွေကိုသူတို့တွေစွတ်စွတ်စီစီမရှိဘူးပေါ့နော်ဆင်းတယ်ကသူအနဲ့သူပြန့်ကျဲပြီးတော့ပေါ့နော်ဟိုလူကစားတယ်လွလွလပ်လွလွလပ်လပ်ကစားတယ်စူဇန်ရှာဖွေလေးလာတယ်ပေါ့နော် အဲ့ဒါကြတော့ဒါဒီရွယ်3လအဲမွေးစားနေ3လတွေရှိရဲ့ကလေးတွေကသူတို့ဘာသူတို့လွတ်လွတ်လပ်လပ်ပဲစူးစူးပစ္စည်းတွေကိုလည်းစူးစူးစီးမရှိဘူးပြန်ကျဲပြီးတော့ဟိုတခုဒီဒီခုပေါ့နော်အာဟိုလိုမျိုးဆက်ဆက်မှုလည်းရှိရှိမှရှိမယ်သူတို့လွတ်လွတ်လပ်လပ်တကယ်ကိုပဲပြန်ကျဲပြီးတော့ခစားတတ်တယ်။အရာဝတ္ထုတွေကိုလက်ပြကင်တွေဖို့သူတို့နဲ့ကလေးတွေစုပ်ကင်နိုင်မှုအတွက်အရာဝတ္ထုသေးလေးတွေစသည်ဖြင့်ပေါ့နော်သူတို့စုပ်ကင်နိုင်တဲ့အနေအထားရှိတဲ့အရာဝတ္ထုလေးတွေကို ကင်နိုင်မှုအတွက်လက်ကလေးရနေပြီးတော့မလုပ်တော့စန်တန်းပြီးတော့ဒါကင်တွေဖို့လေ့ကျင့်တဲ့အစ်စ်မှာသူတို့ကိုသူတို့ထိန်းချုပ်လောက်ကင်မှုကိုခနာကိုကိုမထိန်းချုပ်နိုင်သေးဘူးလေထုံထိန်းချုပ်လောက်ကင်နိုင်မှုကြွန့်ကျင်အောင်စတင်ပြီးတော့လေ့ကျင့်တဲ့အစ်စ်ပဲရှိပါသေးတယ်သူတို့ကိုယ်တိုင်ထိန်းချုပ်လောက်ကင်နိုင်မှုအတွက်မလုပ်တော့ဆိုရင်စတင်လေ့ကျင့်တဲ့အစ်စ်မှာမိမိပတ်ဝန်းကျင်မှာဘာနေဖြစ်နေလဲဆိုတာကိုသူတို့သိယူနေပြီအဲအမေရဲ့အတန်လေးကဘလို့ ူပူပွားပွားရဲ့အတန်းဘလူအကိုအမရဲ့အတန်းလေးကဘလူလေးကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်တွေအတန်းကတော့ဘလူအတန်းမျိုးတွေရှိရဲဆိုတာဘာတွေသူတို့တွေဘာတွေဖြစ်နေတော့ဆိုတာသူ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတော့ဆိုတာကိုစတင်တင်ယူနေတဲ့အဆင့်ဖြစ်ပါတယ်တဲ့ဒီကဒီလူလူလက်လက်တင်ယူတဲ့အဆင့်ပေါ့နော် and occupied place အဆင့်မှာဆိုလို့ရှိရင်သူတို့တွေကလူလူလက်လက်နဲ့ဒါ ပြန်ကျဲပြီးတော့ဗောနော်ပစ္စည်းတွေကိုလက်ကလေးတွေနဲ့ခြင်တွေတက်အောင်စသည်ဖြစ်ဗောနော်သူတို့ရေတင်ယူတဲ့စစ်မှာဒီမှာဆိုလို့ရှိရင်အေးသူကရွေလျားမှုတွေကိုသူလုံနိုင်သလားလုံတယ်အဲလက်ကလေးတွေလုံနိုင်သမျှလုံတယ်ခြေရောက်ကလေးတွေလုံနိုင်သမျှလုံတယ်အဲမျက်စိလေးဗောနော်မျက်လုံးတွေရယ်လုံနိုင်သမျှသူတို့လုံတယ်လုံရင်းထဲမှာမလုံတာအောင်ဆိုရင်တင်ယူမှုတွေလုံတယ်သူ့ဘဝဝင်ခြင်းမှာဘာတွေဖြစ်နေတော့ဘာတွေကိုသူလုံနိုင်တော့ အဲဒီအမျိုးတွေကိုစုလုံနိုင်အောင်ဘယ်လိုကြိုးစားရမလဲသူအုံးတော့ကအလုပ်တွေလုပ်နေလက်တွေလှုပ်လိုက်ခြေတွေလှုပ်လိုက်ပေါ့နော်အဲအဲ့လိုတွေပေါ့နော်ဒါသူတို့တွေကလှုပ်ရှားမှုတွေအများကြီး a lot of movement အများကြီးလှုပ်ရှားမှုတွေကိုပြုလုပ်ပြီးတော့တည်ညူနေတာပါလက်ကလေးတွေဒီလက်မောင်းလေးတွေလက်ချောင်းလေးတွေခြေတော်ကလေးတွေလှုပ်ရှားနေခြင်းဟာခြေပွားလေးတွေလှုပ်ရှားနေခြင်းဟာလေသူတို့ဘာလုပ်နေအောင်ဆိုတည်ညူနေတာတည်ညူနေတာဘယ်လိုလှုပ်ရှားရင်သူတို့လှုပ်ဆောင်ခြင်းနဲ့ အရာလေးကိုရရှိတယ်စသည်ဖြင့်ပေါ့နော်သူတို့ရဲ့ဟိုကလေးရဲ့အတွေးထဲမှာရသူလှုပ်ဆောင်ခြင်းနဲ့အတွေးလေးနဲ့သူလှုပ်ရှားလိုက်ရတဲ့အခါမှာရလာတာနဲ့သူဟာသူဆက်ဆက်ပြီးတော့မလုပ်နိုင်လို့ဆိုရင်တင်းယူနေရဲ့အစ်စ်မှာဒါကကြတော့ဝိဇ္ဇာကနေ၃လရှိတဲ့ကလေးလေးတွေပါအဲ့ဒီကနေပြီးတော့ပေါ့နော်သူတို့တွေဟာဟိုသူတို့တွေကိုပေါ့နော်ဒါတကယ်ကိုပေါ့တန်လဲတန်ရှင်းတဲ့နေရာကြည်ကြဲလေးတခုမှသူတို့ ပလက်ကလေးပဲဖြစ်ဖြစ်ပေါ့နော်ထားလိုက်ပြီးတော့တကယ်လဲဟို safety ကလည်းရေးကြည့်ပါတယ် safe space ဆိုတာရေးကြည့်တယ်တကယ်ကိုအနေရကင်းတဲ့နေရာဖြစ်ရမယ်အဲအဲ့လိုမျိုးပေါ့ကလေးနဲ့တင့်လျော်မယ်နေရာမျိုးလေးမှာချထားပြီးတော့ သူတို့မလုပ်ချင်တော့သူတို့ဗာစိတ်ဝင်စားတော့ဒါလေးတွေကိုကြီးစုပြီးတော့မြူချော့ပေးတာမျိုးလို့ပေါ့နော်မျက်လုံးကြည့်တာတက်တာနောက်တစ်ခါလက်ကလေးတွေများများလှုပ်ရှားလာအောင်ခြေရောက်ကလေးတွေခြေပွားလေးတွေစသည်ဖြင့်ပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းအသီးသီးများများလှုပ်ရှားမှုတွေဖြစ်ပေါ်လာအောင်ဒါဟိုဘေးမှာရှိနေတဲ့သူတွေကနေဘာလို့လို့ချော့မြူပေးခြင်းအဖြစ်၎င်းဒါမှမဟုတ်သူ့ကိုလွတ်လွတ်လပ်လပ်ချထားပြီးတော့သူကသူ့ရဲ့ဒီကဒီ ခြေတော်ကလေးနဲ့ပေါ့နော်ကြမ်းမြင့်နဲ့သူမြောင်လိုက်ရိုက်လိုက်မြောင်လိုက်ရိုက်လိုက်နဲ့ပေါ့နော်သူလှုပ်ချင်တာတွေကိုလှုပ်နေမယ်လက်ကလေးကလည်းသူလှမ်းဆွဲချင်တာတွေကိုဆွဲလို့ရအောင်ဘာလိုက်အားဆိုင်နေမယ်အဲ့လိုမျိုးလှုပ်ဆောင်နေခြင်းဟာသူ့ရဲ့ခန္ဓာကိုယ်ကိုလည်းဗာပြည့်စုံလို့ဆိုရင်ဖွံ့ဖြိုးစေတယ်လို့ပဲအုံနောက်ကိုလည်းပဲဖွံ့ဖြိုးစေပါတယ်အဲအဲ့လိုမျိုးနည်းတွေနဲ့ဒါကလေးတွေပေါ့နော်ဒါ၃လကနေပြီး၃လအတွင်းပေါ့၃လအောက်ကလေးတွေဝိစားကနေ၃လအောက်ကလေးတွေကိုဒီကစားနေလေးတွေနဲ့ပေါ့နော် ဆောင်ရွက်စီခြင်းအဖြစ်သူတို့ရွယ်မှာရရှိရမယ့်ဖွံ့ဖြိုးမှုတွေကိုရရှိစေပါတယ်ရှင်။ဒါကတော့ပထမအဆင့်မှာနောက်ဒုတိယအဆင့်ကကြတော့ကျမတို့တက်ရောက်တဲ့ကစားခြင်းသူတို့ကနှစ်နှစ်ရောက်ကလေးမွေးစားရနေပြီးတော့ဒီနှစ်နှစ်အတွင်းပေါ်ကလေးတွေပေါ့နော်။သူတို့တွေကကြတော့ဟိုတက်ရောက်တဲ့ပဲကစားကြတာအခြားလူမှုဆိုင်ရာပါဝင်ပတ်သက်မှုမရှိဘူး။မိမိလည်းပျော်ရှင်မှုအတွက်ပဲမိမိပျော်အောင်ကစားတယ် အချားကလေးတွေကိုသူဂယူးဆက်ရမှလည်းသူတို့မတည်သေးဘူးဟောကိုကကိုပဲကစားခြင်းတဲ့အရွယ်လေးတွေပေါ့နော်အဲအဲ့လိုမျိုးအစ်စ်တွေကိုတည်ထားခြင်းအပြင်အော်ဒင်းသူလူကြီးမိပါလေအဲကိုကလေးကတော့ဒီအသက်ရွယ်မှာဒီလိုအခြေအနေရှိတယ်အဒီလိုအခြေအနေရှိရဆိုနားလည်းပေးလိုက်လို့ရှိရင်သူ့ကိုဘလိုလေးတွေကူညီပေးရမလို့သိရှိသွားတယ်ဟောအဲ့လေအရွယ်နဲ့မလိုက်တဲ့လှုပ်ဆောင်ခိုင်းမှုတွေလှုပ်ဆောင်လို့ရှိရင်ဘသူ့အတွက်မှအဆင်မပြေပါဘူးရှင် ဲ့တော့ကြတော့ဒီရွယ်မှာဒီလှူဆောင်မှုမျိုးတွေကိုသူလှူဆောင်နိုင်တယ်ဆိုတာဒီလိုမျိုးပေါ့နော်ကျမတို့တွေဒါလိုမျိုးအကြောင်းအရာတွေကိုလေ့လာခြင်းအဖြစ်မဟုတ်ဘီဒီရွယ်ဆိုရင်သူဒီပြွင့်ပြမှုပဲရှိနေမယ်ဒါဆိုသူတယောက်တည်းပဲကစားတတ်တဲ့အဆင့်အော်အပေါ်နဲ့သူတော့ကစကားခိုင်းလို့အစ်စ်မပြေဘူးအဲ့ဒါကြောင့်သူတယောက်တည်းကစားတတ်တဲ့အစ်စ်ကိုသူတယောက်တည်းပဲကစားလို့ရတယ်အခြေအနေမျိုးဖြစ်အောင်စီစဉ်ဆောင်ရွက်ပေးရမယ်သူတို့ဟာဒီရွယ်မှာတခြားသူတွေနဲ့ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့မိမိကိုမိမိ ပျော်ရွှင်အောင်ကစားရဲအခြားသူတွေကိုလည်းသူတတိမထားမှတတိထားတတ်တဲ့အခြေအနေမရှိသေးဘူးတဲ့အဲ့ဒါကတယောက်တည်းကစားရဲလွလွလပ်လပ်ပဲသူကစားရင်းနဲ့တော့ခုနကပေါ့နော်ကျွန်တော်တို့ရှေ့မှာဆွေးပြေးသွားတဲ့စူဇန်ရှာဖွေတဲ့အဲသူတို့ကသူတို့ဒါလေးလာသုံးသက်တဲ့ပြီးရင်ပျော်ရွှင်မှုတွေကိုဖြစ်စေတယ်ဒီအကြောင်းအရာတွေကတော့အဲဒီကအခြေအနေတိုင်းစိတ်တိုင်းအစဉ်တိုင်းမှာဖြစ်ပေါ်နေတာပါ လွလွလပ်လပ်နဲ့စူးစမ်းရှာဖွေတဲ့တုံ့ရှားမှုဆိုင်ရာတွေတိပုဆိုင်ရာစွန့်ရည်တွေကိုကျွမ်းကျင်အောင်ဘာလို့ကျွမ်းကျင်အောင်လှုပ်ဆောင်နေတယ်အခြားသူတွေနဲ့ကစားရန်စတင်ပြင်ဆင်တဲ့အစ်စ်မရှိသေးတယ်မကစားရသေးဘူးဒါပေမဲ့လို့အခြားသူတွေနဲ့ကစားဖို့နိုင်ဖို့အတွက်သူတို့ကိုသူတို့စတင်ပြင်ဆင်တဲ့အစ်စ်မှာတဲ့ဒီတယောက်တည်းကစားရတဲ့အစ်စ်ရပါတော့နော်အဲဒါဆိုလို့ရှိရင်ဒီအစ်စ်မှာဒီလိုအခြေအနေရှိတယ်ဆိုတာကိုလေ့လာခြင်းအပြင်ဒါ တီချီခွင့်ရသားပြီသူတို့တွေကခြားသူတွေနဲ့ရွေးချယ်မှုမရှိဘူးမိမိကိုမိမိပြောအောင်မဲ့ကစားတယ်တခြားသူတွေကစားနေတာကိုလည်းသတိမထားတတ်သေးဘူးတယောက်တည်းကစားတယ်လွလွလပ်လပ်စူးစမ်းရှာဖွေတယ်လှူရှားမှုဆိုင်ရာတီးမှုဆိုင်ရာစွန့်ရည်ကိုကျွမ်းကျင်အောင်လုပ်နေတယ်အဲအဲ့ဒီအချက်ဒီအဆင့်မှာဒီကျမတို့ဒီနှစ်နှစ်အောင်ကလေးတွေဟာအခြားသူတွေနဲ့ကစားဖို့အတွက်လည်းစတင်ပြင်ဆင်တဲ့အဆင့်ကိုရောက်ရှိလာပါပြီတဲ့ဒါဆိုရင်သူတို့တွေကဒီ ကွန်တက်တူဘလေးအလုံးသူတို့ဟာတယောက်တည်းပဲပါလို့တုံးကစားတယ်ပစ္စည်းလေးတွေကိုဟိုရွှေကြီးဒီရွှေကြီးဆွဲကြည့်ရဲအစင်းစင်းလေးတွေလှုပ်ဆောင်ကြည့်ရဲအဲ့ဒီခါမှာသူတို့ဟာဒီလိုမျိုးလှုပ်ဆောင်ရလို့ရတာလေးတွေကိုမလုပ်လာမလို့ဆိုရင်ဟောဒါသူတို့လှုပ်ဆောင်နိုင်တဲ့အတွက်ကိုပဲမဖြစ်လာဘူးဆိုပြောလာကားလေးတွေကိုပေးထားတယ်မြဒီကားလေးကိုသူဟိုရွှေစီရွှေ ိုဘက်မောင်းကြည့်ဒီဘက်မောင်းကြည့်ပေါ့နော်ဟိုဘက်ကိုဆွဲကြည့်အဲဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာအဲဒီလိုလေးရပါလားသူ့ကိုယ်သူလှုပ်ဆောင်နိုင်ပါလားဆိုတဲ့ confident အစဉ်ကိုလည်းရရှိသွားစေတယ်အဲ့လိုမှတစ်စင်မှသူကတစ်စင်နောက်တစ်စင်ကိုတက်မှာဟိုနောက်တခြားသူတွေနဲ့အတူတူကစားနိုင်တဲ့အစဉ်ကိုရောက်သွားမှာဆိုတော့လေဒီအစဉ်မှာလည်းသူတို့ဒီဒီလိုမျိုးကစားနည်းလေးတွေလှုပ်ဆောင်ခွင့်ကိုပေးထားရမှာဖြစ်ပါတယ်နောက်ပြီးတော့ကြာတော့လေအဓိကပေါ့နော်နှစ်နှစ်အောင်ကလေးတွေ ဒီတယောက်ခဲကစားရတဲ့ကလေးတွေမှာဆိုလို့ရှိရင်တို့ဟိုဒီကျဲသီးလေးတွေနဲ့ပေါ့နော်ဒါဆွဲလို့ရတဲ့လီဗာလေးတွေဆွဲလို့ရတဲ့ဟိုအကြောင်းဟိုပစ္စည်းကစားစရာလေးတွေနဲ့ပေါ့နော်အဲ့ကစားစရာလေးတွေပေါ်မှာသူဆွဲကြည့်မယ်တွန်းကြည့်မယ်အဲလုံဆောင်ကြည့်မယ်ပေါ့နော်အဲ့လိုနဲ့တို့ကအိဆိုက်တဲ့ဘာဖြစ်လာမလို့ဆိုရင်သူစိတ်လှုပ်ရှားမှုတွေရလာပြီးတော့တို့ကိုတို့ဒါလုံဆောင်နိုင်တယ်ဆိုတဲ့အတိစိတ်ကလေးတွေနဲ့အုံနောက်ဖွံ့ဖြိုးမှုတွေဟာ အကောင်းလာစီမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ကလေးလေးတွေကိုဒီလိုမျိုးအယုတ်ကလေးတွေသူတို့နှစ်သက်တဲ့ကစားစရာပစ္စည်းလေးတွေနဲ့ပေါ့နော်။သူ့ရွယ်နဲ့ပေါ့နော်။တယောက်တည်းကစားလို့ရတဲ့ပုံစံမျိုးလေးခြေနေမျိုးလေးရအောင်စီစဉ်ပေးခြင်းအဖြစ်ဒီအစ်စ်မှာနှစ်နှစ်အောင်ကလေးတွေဟာသူတို့ရဲ့ဒီအုံနောက်စပိုင်ဆိုင်ရာတွေဒီကမို့နော်လက်ကလေးတွေရဲ့တန်မာမှုပိုင်းဆိုင်ရာတွေခြေတော်ကလေးတွေတန်မာမှုပိုင်းဆိုင်ရာတွေကိုပြင်ပြအောင် ဆောင်ရွက်ပေးလို့ရပါတယ်ဆိုတာလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။အဲဆိုရင်ကျွန်မတို့ဒီနေ့ဒီဖွံ့ဖြိုးမှုရဲ့ကလကစားခြင်းရဲ့အစီအ၆ဆင့်ကစားခြင်းရဲ့အစီအ၆ဆင့်မှာမွေးစားကနေပြီးတော့ဒါ၃လအတွင်းကလေးလေးတွေသူတို့တွေက an occupied play လွတ်လွတ်လပ်လပ်ကစားတယ်။ ။နားအိမ်ကနေပြီးတော့မွေးစားကနေနှစ်နှစ်အတွင်းမှာရှိတဲ့ကလေးတွေ solitary play ဆိုတဲ့ solitary play ဆိုတဲ့ကျမတို့တယောက်ထီးကစားတတ်တဲ့အခြေအနေလေးတွေအဲ့ဒီလိုအခြေအနေတွေမှာလည်းသူတယောက်ထီးကစားနေရပြီးတော့အများနဲ့အတူတူကစားနိုင်ဖို့မလုပ်နေတော့ဆိုရင်အစာပြိုးတဲ့အဆင့်ကိုရောက်နေပြီအဲ့လိုမျိုးတွေကစားခြင်းနေနဲ့သူတို့ရဲ့ခွင့်ပြုမှုတွေတိုင်းဟာတစင်ချင်းတစင်ချင်းစီတိုင်းမှာဖွံ့ဖြိုးလျက်ရှိနေတယ်အဲ့လိုနဲ့ပေါ့နော်ဖွံ့ဖြိုးမှုတွေအားကောင်းလာအောင် ကလေးတွေကိုများများကစားခွင့်နေဖန်တီးပေးခြင်းအဖြစ်ဒီသူတို့ဘဝတလျှောက်မှာလိုအပ်နေတဲ့အသိပညာပိုင်းဆိုင်ရာပြည်ပြမှုပိုင်းဆိုင်ရာအသီးသီးကိုရရှိသွားအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ဆိုတာကိုကျွန်မယနေ့ဆွေးနွေးပေးရဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်